ဂူထဲမှာတော့ဘယ်လိုပုံစံတွေရှိလဲဆိုတာတော့မသိပြင်မဲ့ပေါ့နော်ဂူရှိမျက်နှာตาကိုကြည့်လိုက်ရုံနဲ့တင်တော်တော်လေးတော့စိတ်ဝင်စားစရာတော့ကောင်းနေပြီဗျဂူထဲကိုရောက်သွားတဲ့အခါမှာဆိုရင်လည်းပေါ့နော်ဂူကတော်တော်လေးယူမှကျဲတယ်ဗျပြီးတော့ဗုဒ္ဓဆင်းတို့တော်တွေလည်းအထက်မှာများစွာရှိရပေါ့နော်ပြီးတော့ဒီအကြောင်းကစွန့်ပစ်ထားတဲ့ဘုံကြီးအကြောင်းလည်းမဟုတ်ပါဘူးခင်ဗျဒါကတော့ ဟိုဆမ်နက်ဆောင်ပေါ့နော်တပင်းရင်ရရာတွေပေးတဲ့တောရဖုံးကြောင်တစ်ကြောင်ဖြစ်ပါတယ်ဒီလိုင်းဝူထဲမှာဆိုရင်ကျွန်တော်ဝင်လို့ရတဲ့ဒီလောက်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဝင်ပြီးတော့ရိုက်ကူးပြသပေးသွားမှာဖြစ်ပါတယ်ဒါဖုံးကြောင်ဝန်းနဲ့တော့ရောက်ရှိလာပြီပေါ့နော်အဒီဖုံးကြောင်တရှိတာကတော့ထိုင်းနိုင်ငံနာမြို့နယ်ဖာလက်ရွာထံဖာလက်ဖုံးကြောင်ပဲဖြစ်ပါတယ်။တောရဖုံးကြောင်တွေဖြစ်တဲ့အခါကျတော့ရှုကင်းရတော့အရန်လာတယ်ပေါ့နော်။စမ်းကြောင်လေးတွေနဲ့တောတွေတောင်တွေနဲ့အတော်လေးတော့နေရထိုင်ရတာစိတ်ထဲမှာလန်းဆန်းနေပေါ့နော်။ ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဖုံးအင်းကြောင်အမျိုးအစားခွဲမယ်ဆိုလို့ရှိရင်နှစ်မျိုးနှစ်စားရှိတယ်။ရိုးရိုးဖုံးအင်းကြောင်ရဲ့ဗီဒင်ရေတရာအစီအမံတွေကိုလောက်ကင်ဆောင်ရွက်ပေးတဲ့ဖုံးအင်းကြောင်ရဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်။ဗီဒင်ရေတရာအစီအမံတွေကိုလောက်ကင်ဆောင်ရွက်ပေးတဲ့ဖုံးအင်းကြောင်ကိုတော့ထိုင်းလို့အခေါ်ဆိုရင်ဆမ်နက်ဆုံလို့ခေါ်တယ်ပေါ့နော်။အခုဒီတော့အကြောင်းလေးရဆိုလို့ရှိရင်ဟိုအရင်တုန်းက ဒရင်ရရအစီအမံတွေကိုလောက်ကန်ဆောင်ရွက်ပေးတဲ့ Samnet Song လို့ခေါ်တဲ့တောရဖုံးကြောင်လေးတစ်ကြောင်လည်းဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီကြောင်မှာဖုံးရဟန်းတန်ကားတွေတရင်သုံးတာများများဆဆတော့မရှိဘူးပေါ့နော်တောင်အောက်ရှင်မှာတော့ဒီကြောင်လေးမှာဖုံးကြီးသုံးပါတရင်သုံးတာတော့တွေးခဲ့တယ်ပေါ့နော်ဒီတောင်ရဲ့အပေါ်လေးမှာဆိုရင်လည်းတပားကြောင်လေးတွေများစွာတွေးရတယ်ဒါပေမဲ့ဖုံးကြီးဟန်းတန်ကားတွေတော့မရှိဘူးပေါ့နော်ဟိုရင်တော့ကတော့တော်တော်လေးကိုတော့စီကားမယ်လို့တော့သုံးသပ်မိတယ်ဗျာ တောင်ရဲ့ပတ်ဝန်းကျင်ရဲ့မြင်ရတဲ့မြင်ကွင်းကတော့အခုမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်စိမ့်ဆိုပြီးတော့တောအုပ်တွေနဲ့အရန်ကုန်မှတာယာတယ်ဗျအတော်လေးတော့အေးချမ်းတယ်ပေါ့နော်ကြည်ရတာဒီဘက်ကလမ်းလေးကတော့ဒါကျွန်တော်ဝင်မဲ့ဂူထဲကိုသွားတဲ့လမ်းကြောင်းလေးပဲဖြစ်ပါတယ်တောငပြောပင်လေးတွေအဖူးလေးတွေဖူးနေပြီပေါ့နော်ဂူတက်လမ်းလေးရဆိုလို့ရှိရင်လည်းပေါ့နော်လူအယောက်ပေါက်နေတဲ့ခါကြာတော့ရင်းညှိတွေလောင်တက်နေတယ်ပေါ့နော်လေကားလေးမှာအတော်လေးတော့သတိထားပြီးတော့တက်ရပါတယ် ဒါကုဆိုလို့ရှိရင်မြင်တွေ့နေရတာဒါဂူရှိမျက်နှာသားမှာရှိတဲ့မြင်ကွင်းလေးပဲဖြစ်တယ်ပေါ့နော်။ချီမှာပေါက်နေတဲ့အပင်ကြီးကလည်းအကြီးပဲဗျ။ဒါကညောင်ပင်ကြီးတော့မဟုတ်ပါဘူး။အဲ့ဒါကတောင်မရွေးပင်ကြီးပေါ့နော်အကြီးပဲဗျ။ဂူရဲ့မျက်နှာသားအရှိမြင်ကွင်းကိုကြည့်ုံနေတယ်ပေါ့နော်။အတော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်ဗျ။ဒီလိုမျိုးအယုတ်တွေကများသောအားဖြင့်ကတော့ ဒီ subnet ဆောင်လို့ခေါ်ရဲပေါ့နော်အစီ EMB တွေရေရာလေးကိုလောက်ကန်ဆောင်ရွက်ပေးတယ်ဒီတော့ရဖုန်းကြောင်းတွေမှာအများသောအားဖြင့်အထူးလုပ်ပြီးတော့တို့လိုပူဇော်ထားတာတွေတွေ့ရတယ်ပေါ့နော်အဲဒါအခုအရှိမျက်နှာသာမြင်ခွင့်ပဲဖြစ်တယ်ဗျအကူရဲ့ဝင်တဲ့အပေါက်ကိုတော့တော့ခတ်ထားတာမျိုးပါမျိုးတော့မရှိဘူးပေါ့နော်အောက်မှာလည်းဖုန်းကြီးသုံးပါသတင်းသုံးတာတော့ရှိတယ်ဗျအခုရင်တော့ကတော့ဒီမှာဖုန်းကြီးတန်ကြာတွေများစွာသတင်းသုံးနေတဲ့အခုတော့သုံးပါပဲရှိတော့တယ်ပေါ့နော် အဲဒီဖုံးဖုံးသုံးပါးကတော့မကြမကြတော့ဒီလိုင်ကူတဲတွေကိုလာပြီးတော့တန်ရှင်းတဲ့ဘာတွေလောက်တာမျိုးတွေတရားတွေဘာတွေလာထိုင်တာမျိုးတွေတော့ရှိတယ်လို့လည်းသိရပါတယ်ဒီမှာအခုဆိုရင်ကျွန်တော်ဂူတဲကိုစပြီးတော့ဝင်ပြီပေါ့နော်ဂူတဲမှာဆိုလို့ရှိရင်လည်းဗုဒ္ဓဆင်းတူတော်တွေများစွာရှိတယ်ဗျတော်လေးတော့တက်ပယ်တယ်ပေါ့နော်လိုင်ကူကထင်သလားမကျင်းဘူးဗျအဲမှာအကျဲကြီးပဲပေါ့နော်ကိုအားလုံးဖူးမြော်နိုင်အောင်ကျွန်တော်တေးရှာလေးရိုက်ပြထားပါတယ်။ကဲအားလုံးဖူးမြော်ကြပါ။ကျွန်တော်ရဲ့မိတ်ဆွေတွေမရောက်ဖူးသူတဲ့သူတွေရောက်ဖူး သွားတဲ့ပုံစံမျိုးလေးဖြစ်အောင်ကျွန်တော်ရိုက်ကူးတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်အဲပရာလောကဖြစ်မဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ကြိုကြားကြိုကြားလေးတွေတင်ဆက်ပေးမယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးလေးပဲတင်ဆက်ပေးနေမယ်ဆိုလို့ရှိရင်အခုလိုမျိုးထူးထူးဆန်းဆန်းနေရာလေးတွေကိုလည်းမတင်ဆက်မပေးရမှာစိုးရိမ်လို့ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအခုလိုမျိုးကျွန်တော်နှစ်နှန်းဆက်ဆက်နေရာလေးတွေကိုရှာဖွေပြီးတော့ရိုက်ကူးတင်ဆက်ပေးနေရခြင်းလည်းဖြစ်ပါတယ်ခင်ဗျာအဲလိုင်းကူတဲ့တွေကိုသွားတဲ့အခါမှာ ့ခံစားရတဲ့ခံစားချက်လေးကတော့တမျိုးလေးပေါ့နော်မိုက်တော့မိုက်တယ်လို့ပဲပြောရပါမယ်ကျွန်တော်ကမီးကိုတော့နှလုံးယူလာပါတယ်နှဖူးစည်းဓမီတရားအားနည်းတယ်လို့ပေါ့နော်လက်ကင်ဓမီရောနှစ်ခုနဲ့သုံးပြီးတော့ဝင်ရပါတယ်လှိုင်ကတော်တော်ကြီးကိုမှမှောင်ပါတယ်ပေါ့နော်ကျွန်တော်မီးနှလုံးနဲ့ထွင်းထားလို့သာဒီလောက်လင်းနေတာဖြစ်ပါတယ်အလင်းဝင်ပေါက်ဆိုတာမရှိဘူးပေါ့နော်အဲဒါကြောင့်မလို့မှောင်ပိနေတာပဲဗျဒါရဲကြောက်လှိုင်ကူလို့ပြောရမယ်ပေါ့နော်ထုံကြောက်လှိုင်ကူပေါ့နော် ထုံးကြောက်နိုင်ကိုအမျိုးအစားထဲမှာပါတယ်ဗျ။ဒါကြောင့်မလို့အဲကြောက်ပန်းဆွဲတွေ ਆ ဆိုလို့ရှိရင်ထုံးဓာတ်တွေပါတော့ဖွေးနေတာပဲဖြစ်ပါတယ်။အဲရေစက်တွေရတယ်ကြာနေတယ်ပေါ့နော်။အပေါ်ကနေပြီးတော့ဒါရေစိမ့်ပြီးတော့ကြာနေတာ။အဲ့ရေရတတော်လေးကိုအေးတယ်ဗျ။ဒါထဲကိုဝင်လိုက်တဲ့အခါမှာအဲကုန်းမလို့ဘူးအေးပြီးတော့စိတ်နေတာပဲ။ ါပေမဲ့အခုကျွန်တော်ရောက်တဲ့ဒီလှိုင်းကူပါဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်အရှိမဝင်ခဲ့တဲ့လှိုင်းကူတွေတည်းဆိုလို့ရှိရင်လင်းတို့လင်းစွဲတွေတိတ်ပြီးတော့မတွေ့ရဘူးဗျရှိတော့ရှိတယ်ပေါ့နော်ဒီလောက်မများဘူးအော်ဒန်တွေတော့ကြားနေရတယ်တကြည်ကြည်နဲ့ဟုတ်ပဲဒေါင်းဘက်ကထင်းနေဗျတွေ့တယ်မလားအကျဲကြီးပဲဒီမှာ ဘာရင်းကာလာဆိုရင်တော့လာကြတယ်ပေါ့နော်တခြားမြို့နယ်ကဖုံဖုံတွေဒီမှာလာရောက်ပြီးတော့ဒင်းသုံးပြီးတော့ဒီတရားလာရောက်ပြီးတော့ထိုင်းနာမျိုးတွေရှိတယ်တဲ့ဒီဝါရင်းကာလာပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီမှာပဲအမာကန်နေတဲ့ဖုံဖုံတွေပဲကြံခဲတော့လာဖြစ်တယ်ပေါ့နော်အဲဒီဘက်ကဒုတ်ဆောင်တွေကထီးတော်ရဲ့ထီးယိုးတွေလာလို့မသိဘူးပေါ့နော်ဗုဒ္ဓဆင်းတို့တော်လေးကတော့အတော်လေးကိုမှတက်ပယ်တယ်ဗျာကဲဖူးမြော်ကြပါဗျာ ီဘက်မှာဆိုလို့ရှိရင်လည်းပဲ့နေတာကိုတွေ့ရတယ်ပေါ့နော်ဘလို့ဘလို့ထိထားတယ်တော့မသိဘူးဗျဒါရမျက်နှာတော်ပေါ့နော်တည်တည်ချာချာလေးဖူးမြော်လို့ရအောင်ရိုက်ပြတာဖြစ်ပါတယ်အဲဒီမှာလည်းကြောက်တုံးပေါ်မှာရေးထားတဲ့စာတွေရှိတယ်ဗျထိုင်းစာတွေပဲပေါ့နော်ကပီးနီးအခရာတွေရေးထုတ်ထားတယ်လို့ထင်ပါတယ်ဗျစာမတန်အကန်းဆိုတဲ့အတိုင်းပဲပေါ့နော်ထိုင်းစာတွေဖြစ်နေတဲ့အခါကျတော့စာတွေတော့မြင်နေရတယ်ဒါပေမဲ့ဘာတွေရေးထားလဲဆိုတာတော့မသိရဘူးပေါ့နော်အဲဒီဘက်တွေမှာလည်းအဲ့လိုပဲဗျ အင်းနေစမတွေရေးထားတယ်လို့ထင်တယ်ဗျ။စီရင်ဗီရင်ရေရလေးကိုလောက်ကဆောင်ရပေးတဲ့ဖုံးကြောင်းဆိုတော့နေရာတိုင်းမှာအဲ့လိုမျိုးပေါ့နော်အင်းလိုမျိုးယူဆရတဲ့ဟိုမန်တန်တွေရေးထားတာတွေကိုကျွန်တော်တော်တော်များများအဲ့လိုမျိုးကြောင်းတွေမှာတွေ့မြင်ရတယ်ပေါ့နော်ကဲကျွန်တော်ဟိုဘက်နောက်မှာဆိုရင်လည်းဂူရှိသေးတယ်ဗျအဘက်ကိုလည်းကျွန်တော်သွားပြီးတော့ကြည်မယ်ပေါ့နော်အဲဒီနေရာလေးမှာဆိုလို့ရှိရင်ဗုဒ္ဓဆင်းသူတော်လေးဟိုရက်တော်မူဖျားလေးကိုအများကြီးကိုကူးကွယ်ထားတယ်ပေါ့နော် လဝဲလက်ရဘက်မှာဂူနှစ်ဂူရှိတယ်ပေါ့နော်ထပ်ပြီးတော့သွားလို့ရသေးပါတယ်ကျွန်တော်ကဒီဘက်ကဂူကိုအရင်ဆုံးသွားမယ်ပေါ့နော်လက်ကလေးလေးတွေတော့တည်တည်ချာချာလေးတွေလှုပ်ထပေးထားတယ်ဗျဒီမှာလဲဖုံးဖုံးလေးလာရောက်ပြီးတော့တရားထိုင်နေလို့တော့ထင်မိမိတယ်ဗျအဲဒီဘက်မှာဆိုလို့ရှိရင်ပေါ့နော်လေဝင်လေထွက်ကောင်းတဲ့ဂူအပေါက်ကျဲကြီးလည်းရှိတယ်ဗျအထဲမှာတော့တော်လေးတော့အေးတယ်ဗျ ကျွန်တော်လိုမျိုးပဲလှိုင်းကူလှိုင်းကောင်းတွေတဲ့ကိုဝင်ပြီးတော့ဆက်စုရတာဝါသနာပါတဲ့ညီကောင်မောင်နှမလေးကိုရှေ့ကြလာဗျာရှိလို့ရှင်ကွန်မန့်လေးတွေမာမက်ခဲ့ကြပါအောင်နောက်ခါကျရင်တူတူသွားပြီးတော့လေ့လာရအောင်ပေါ့နော်ကဲဒီဘက်ကိုလည်းကျွန်တော်ဆက်ပြီးတော့လှိုင်းကောင်းလေးတခုတွေ့လို့ဝင်ကြည့်လိုက်တဲ့အခါမှာပေါ့နော်ဒီမှာဖုံဖုံလေးတရားထိုင်လို့ရအောင်လောက်ထားတဲ့နေရာလေးတနေရာတွေ့ရတယ်ဗျအဲဒီနေရာမှာရင်ကတရားတွေပါလေထိုင်တယ်လို့တော့ထင်မြင်မိတယ်ဗျကဲဟိုဘက်ကိုဆက်ပြီးတော့ကျွန်တော်ဝင်ကြည့်မယ်ပေါ့နော် လှိုင်းကူကအထက်မှာတော်တော်လေးလဲကျဲသလိုအပေါ်ရဲ့လှိုင်းကူရဲ့အမိုးကလည်းမြင့်နေပေါ့နော်။ဟိုးအရှင်မလှေကားလေးတွေ့ရတယ်ဗျ။ထပ်ပြီးတော့ဝင်ကြည့်လို့ရနိုင်သေးတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်ဆက်ပြီးတော့သွားကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်လှိုင်းကူထဲမှာဝင်လို့ရသလောက်ပေါ့နော်။အကုန်လျှောက်ပြီးတော့ဝင်มาဖြစ်ပါတယ်ပေါ့နော်။ဟောဒီမှာမိကျိုးတွေဘာတွေတွေ့ထားရလဲတွေ့ရတယ်ပေါ့နော်။ဒီအခါကြီးရက်ကြီးတွေဆိုရင်ဟိုအရင်တော့ကလိုင်ငူတွဲတွေမှာမိတွေပါထွင်ပေးတယ်လို့လို့ထင်ပါတယ် အချို့လိုင်းကူတွေဆိုလို့ရှိရင်လူလာပြီဆိုလို့ရှိရင်အကြောင်းကနေကိုတတိပေးလိုက်လို့ရှိရင်သူတို့မီးထွင်းပေးတယ်ပေါ့နော်အဲဒီမှာကျတော့တောအကြောင်းလည်းဖြစ်တယ်ပြီးတော့ဖိုးကြီးရဟန်းတန်ကလည်းမြမဆဆလည်းမရှိလို့လာရောက်ပြီးတော့ဒီအကြောင်းကိုဟိုဖျားလာဖူးတဲ့သူတွေဖုံးကြောင်းလာတဲ့သူတွေတိတ်မရှိတဲ့အခါကျတော့ပေါ့နော်မီးတွေပါလေစနေရာဒီတာပေးထားတာမျိုးပါမျိုးတော့မရှိဘူးဗျအကြောင်းကိုမီးနဲ့ကိုလာရတယ်ပေါ့နော်လေကားလေးတိုင်တက်လာတဲ့အခါမှာဒီမှာထပ်မှန်ပြီးတော့ဗောနောကဒင်းလေးပုံစံလောက်ထားတဲ့နေရာလေးတွေ့ရတယ်ဗျာဒီနေရာတွေကတော့ဝင်က အဖုံဖုံလေးပေါ့နော်တရားထိုင်တဲ့နေရာလေးလေးလောက်ထားတယ်လို့တော့ထင်နေပြအဲတော်တော်လေးကြဲ့တယ်ပေါ့နော်မြင်တွေ့တဲ့အတိုင်းပဲဒီလှိုင်းကူထဲမှာသူကဟိုလှိုင်းကူအစွဲအပွားတွေထဲမှာအများကြီးရှိတယ်ပေါ့နော်ဒီဘက်ကိုကျွန်တော်ကြီးလိုက်တဲ့အခါမှာပေါ့နော်ဒီမှာအပေါက်တစ်ပေါက်ကိုတဝက်လောက်အထိကို ွန်ကရစ်တင်နဲ့ပိတ်ထားတာကိုတွေ့လိုက်ရတယ်ပေါ့နော်အာကျွန်တော်ဘာကြောင့်ပိတ်ထားလဲဆိုတော့သိကျင်လို့ကျွန်တော်ဆက်စုကြည့်လိုက်တယ်ပေါ့နော်အပေါ်ကပွင့်နေတဲ့အပေါက်တွေကိုချောင်းကြည့်လိုက်တဲ့အခါမှာအတော်ကြီးဥမာအာအသင်သွားတယ်ဗျာမထင်မဲ့ဘူးပေါ့နော်အလလောက်ထိနစ်တဲ့ဂျောက်ကပားကြီးဒီထဲမှာချိနေမယ်ဆိုတာပြည့်ပအောင်အနစ်ကြီးပဲပေါ့နော်အဲ့ဒါမှန်ပြုတ်ကျသွားလိုက်ရရင်တော့ပြန်တက်လာဖို့ဆိုတာမလွယ်နိုင်ဘူးပေါ့နော်ဒါကြောင့်မလို့တဝက်လောက်ကိုပိတ်ထားလဲလို့တော့ထင်မြင်မိပါတယ် ဲ့လိုမျိုးပိတ်ထားတဲ့နေရာတွေကိုမှလည်းဆက်စုကြည့်နေတာပေါ့နော်အထဲမှာဗာလေးများရှိနေမလဲဆိုတာကိုသိချင်လို့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာအသေးတော့အသေးရစရာပဲဗျပြုတ်ကျသွားရင်တော့ပြန်တက်လာနိုင်ဖို့ကလုံးဝမလွယ်ဘူးပေါ့နော်ဒီနေရာဆလို့ရှိရင်လည်းလှိုင်ကူရဲ့အဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဒီအဆုံးမှာမှအခုလိုမျိုးကြောက်ကဘာပုံစံမျိုးကြီးပေါ့နော်အနစ်ကြီးကိုကျွန်တော်တွေ့လိုက်ရတယ်ပေါ့နော်ဒီထက်ကိုတော့ဆက်ပြီးတော့မသွားတော့ပေါ့နော်ဆက်သွားမယ်ဆိုလို့ရှိရင်အဝေစီကိုရောက်သွားဖို့ပဲရှိတော့တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အဲဒီလိုင်ဝူလဲကနေပြီးတော့အပြင်ကိုပြန်ထွက်လာလိုက်တယ်ပေါ့နော် အခုကျွန်တော်ရောက်ရှိနေတဲ့ဒီဖုန်းเจ้าမှာဆိုလို့ရှိရင်ပေါ့နော်အခုမြင်တွေ့နေရတဲ့လှိုင်းကူတကူတည်းရှိတာတော့မဟုတ်ပါဘူးနောက်ထပ်လှိုင်းကူအကြီးတကူလည်းရှိပါသေးတယ်ပေါ့နော်အဲ့ဒီလှိုင်းကူလေးကိုလည်းကျွန်တော်တွားရောက်ပြီးတော့ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုနောက်ညမှာကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအတော်လေးကိုမှခက်ခက်ခက်ခဲနဲ့တက်ပြီးတော့အဲ့ language ကြီးတွေကိုဝင်ရောက်ရိုက်ကူးထားရတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးကိုနောက်ညမှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုတင်ဆက်ပေးပါမယ်ဒီညအတွက်တော့ဒီလောက်ပါပဲခင်ဗျာဗီဒီယိုလေးတွေကိုအဆုံးထိအောင်ကြည့်ကြည့်အားပေးကြလဲတယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ